မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးနေဆက်ဒေတာထိမ့်သိမ့်ရေးတရုတ်နဲ့အပြေဝပူးပေါင်းမှုဟုစစ်ကောင်းဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကာစစ်တန်နိုင်ငံမှပြန်လာသောစစ်ကောင်းဆောင်ဘူဂျုံမူကြီးမင်းအောင်လိုက်သည်တရုတ်ပြည်သူတမရနိုင်ငံကုမင်းမြို့လေးစိတ်တွင်ယာယီရနာစဉ်တရုတ်မြန်မာနေဆက်ဒေတာတည်ငြိမ်အေးချမ်းမှုထိမ့်သိမ့်ရန်အတွက်နှစ်နိုင်ငံအပြေဝပူးပေါင်းဆောင်ရွက်မှုဟုတရုတ်ကွန်မြူနတီပါတီယူနန်ပြည်နယ်ပါတီ ကော်မတီ၏နိုင်ငံရေးနှင့်ဥပဒေရေးရာကော်မတီအတွင်းရေးမှုနှင့်တွေ့ဆုံဆက်မှပြောဆိုခဲ့ကြောင်းစစ်ကော်မရှင်ကယနေ့ထုတ်ပြန်ပါသည် စေကောင်းဆောင်ကနေဆက်တင်းမြင့်အေဂျင်ရေးပူပေါင်းဆောင်ရွက်မြင့်အခြေအနေများအပါအဝင်နေဆက်ဖြတ်ကျော်မှုကင်းနိုင်နေရေးတရုတ်မြန်မာစီးပွားရေးစင်ကြံတွင်ပါမည်စီမံကိန်းများသဘောတူညီချက်များအကောင့်ထည့်ဖို့ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်းဆွေးနွေးခဲ့ကြောင်းဆိုပါသည်ထို့ပြင်တရုတ်မြန်မာယူနယ်ပြည်နယ်တို့ကြားကုလူဆက်ဆံမှုနှင့်ဂုဏ်သင်မှုဆိုင်ရာကိစ္စရပ်များနှစ်နိုင်ငံအကျိုးရှိမည့်ကိစ္စရပ်များကိုလည်းဆွေးနွေးခဲ့သည်ဟုစစ်ကော်မရှင်ကထုတ်ပြန်ထားပါသည်မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDA ထိန်းချုပ်ထားသည့်လာရှိုမျိုး ကိုတရုတ်၏အကူအညီဖြင့်စစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်းတရုတ်မြန်မာအရေးပါသည့်နေဆက်ကုန်သွယ်ရေးကိုပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက်ကြိုးပမ်းမှုများရှိနေတော်လဲမန္တလေးလားရှိုးလမ်းမကြီးပေါ်တွင်တိုင်းရင်းသားလက်နက်ကင်များထိန်းချုပ်ထားသည့်မြို့များရှိနေသည့်အတွက်စစ်ကော်မရှင်၏အစီအစဉ်မှာလက်ရှိအချိန်ထိအကောင့်ထည့်ဖော်နိုင်ခြင်းမရှိသေးကြောင်းကုန်သွယ်များထံကသိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ຫນွေဥတော်လိုင်းရေးစိန်ခေါ်မှုများရင်းဆိုင်ကြော်လွားနိုင်ရေး NUG ယာယီသမရနဲ့ KNPP ဥက္ကဋ္ဌတို့ဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောဒေါ်လာရေးစိန်ခေါ်မှုများရင်းဆိုင်ကြော်လွားနိုင်ရေးအတွက်အမျိုးသားညီညွတ်ရေးဆိုရာ NUG ယာယီသမရဒူဝါလက်ရှိလာနဲ့ KNDI အမျိုးသားထုတ်တက်ရေးပါတီ KNPP ဥက္ကဋ္ဌတို့ရမန်နေကတွေ့ဆုံခဲ့ကြောင်း NUG ကသတင်းထုတ်ပြန်ပါတယ်။လက်ရှိနိုင်ငံတွင်ဖြစ်ပေါ်နေသောဒေါ်လာရေးအခြေအနေများကြုံတွေ့နေရသည့်ဒေါ်လာရေးဆိုင် ရာစိန်ခေါ်မှုများကိုအထူးရင်ဆိုင်ကြောလွားနိုင်ရန်နဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်များကိုခေါင်းဆောင်တို့ကဆွေးနွေးခဲ့ကြကြောင်းထို့ထို့တိုင်းပြည်အနေနဲ့အကြမ်းဖက်စစ်တပ်၏ပြစ်မှတ်မခွဲခြားဘုံကျဲတိုက်ခိုက်မှုများကြောင့်ထိခိုက်ဒေဆုံးခဲ့ရသည့်မိသားစုများထိခိုက်ဒဏ်ရာကြောင့်ကုသနေရသူများနဲ့အသက်အိုးအိမ်စီးဆိုင်များဆွန့်လွတ်လျက်ထွက်ပြေးတိတ်ဆောင်နေကြရသည့်ဆေးပင်းဆောင်ပြည်သူများအတွက်လူသားချင်းစာနာကူညီရေးဆိုင်ရာများကိုလည်းဆွေးနွေးခဲ့ကြကြောင်းသိရပါသည်စက်တင်ဘာလ25ရက်နေ့ကလည်းနိုင်ငံ င်တော်ယာယီတမရဒူဝါလက်ရှိလာကကရင်မျိုးသားစီယုံ KNU ဥက္ကဋ္ဌဘရိုကရက်ထူဝင်းတို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးရင်းတွေ့ဆုံပွဲမှာနှွေဦးဒေါ်လန်ရေးအမြင့်ဆုံးအောင်မြင်စေရန်ဒေါ်လန်ရေးအင်အားစုများကြားပူးပေါင်းလက်တွဲလှုပ်ဆောင်သွားမိကဏ္ဍများကြောင်းဆွေးနွေးခဲ့ကြောင်း တော်လိုင်းအင်အားစုများကြားယခုတည်းပုံမှုစည်းလုံးညီညွတ်စွာလက်တွဲပြီးမြန်မာနိုင်ငံဆီယာနာရှင်လောက်မှအပိတိုင်လွတ်မြောက်ရေးဆီယာနာရှင်နဲ့အာနာရှင်ဟူသည်။အမည်ပြတိုက်ဖြတ်ရေးလွတ်လပ်မှုငြိမ်းချမ်းမှုနဲ့တာယာဝါပြောမှုတို့ကိုဖော်ဆောင်နိုင်ရို့အတွက်ဆက်လက်ပြီးခိုင်မာစွာအထူးလက်တွဲဆောင်ရွက်သွားကြရန်လည်းသဘောတူညီခဲ့ကြကြောင်းသိရှိရပါသည်။ ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောင်မဲမြို့အနီးတိုက်ပွဲဆက်လက်ပြင်းထန်နေမြို့ရင်းကို DNL ဆက်လက်ထိန်းချုပ်ထားစေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကြောင်မဲမြို့မှာမြို့အနီးရှိခုံမုံကျေးရွာမှာစစ်ကောင်စီနဲ့တန်းတပ်မတော် DNL ကြောင့်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးမြို့ရင်းကို DNL ဘက်ကဆက်လက်ထိန်းချုပ်ထားတယ်လို့သိရှိရပါတယ်။တိုက်ပွဲကခုံမုံရွာနီးမှာဖြစ်နေပါတယ်။စကန်းသာနဲ့မိုင်းတင်းရွာကြားပင်တီမှာလည်းဖြစ်နေပါတယ်။စစ်ကောင်စီကရှေ့ထက်ဒိုးနိုင်တာတော့မရှိသေးဘူးလို့ ို့ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတို့ကပြောပါရယ်လက်ရှိတိုက်ပွဲဖြစ်ပေါ်နေတဲ့နေရာတွေဟာကြောင်မဲမြို့ပေါ်နဲ့သုံးမိုင်ဝင်းကျင်လောက်သာကွာဝေးထားတာကြောင့်ကြောင်မဲမြို့ကို TNL ဘက်ကရေရှည်ထိန်းချုပ်ဖို့ခက်ခဲနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပေမဲ့ TNL ဘက်ကတော့ဆက်လက်ခုခံနေစေဖြစ်ပါရယ်ကြောင်မဲမြို့နယ်မှာစစ်ကောင်စီနဲ့ TNL ကြားတိုက်ပွဲပြင်းထန်နေတာတလားခွဲကြာရှိလာပြီးနှစ်ဖက်ကြားထိခိုက်သေးဆုံးမှုများလည်းများပြားခဲ့ပါရယ်ကြောင်မဲမြို့ကိုစစ်တပ်အောက်ရောက်သွားရင်ကြောင်မဲမြို့ကိုကြောင်မဲနမ်ဆန်နဲ့ကြောင်မဲဒီဘောဘက်က ကိုစစ်ကောင်စီဘက်ကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်တဲ့စစ်မျက်နှာကို TNL ကရင်ဆိုင်ရဖို့ရှိနေကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေရီကန်လေးချောင်းရဲ့ကာကွယ်စခန်းရဲ့ကာကင်းစခန်းတစ်ခုအေအေသိမ့်ပိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မကွေးတိုင်းဆက်ငပေးမြို့နယ်တွေကအမ်ဗရန်လမ်းမှာရှိတဲ့နေရီကန်လေးချောင်းရဲ့ကာကွယ်စခန်းရဲ့ကာကင်းစခန်းတစ်ခုကိုအရခတက်တော်အေအေနဲ့ပူးပေါင်းမဟာမိတ်တပ်တွေသိမ့်ပိုက်လိုက်တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကပြောပါရယ်။အရခတက်တော်အေနဲ့ပူပေါင်းမဟာမိတ်တွေတိမ့်ပိုက်လိုက်တဲ့စကန်ဟာစစ်တပ်ထောက်ဖို့အတွက်အလွန်ရေးပါတဲ့ဂုတ်ကြီးရွာကဂုတ်ကြီးစကန်လို့ဆိုပါရယ်ဂုတ်ကြီးကျေးရွာ ာကာကင်စကန်ကိုအရခတက်တော်ဤနှင့်ပူပေါင်းတက်တွေကယခုလနောက်ဆုံးပတ်မှာထိုးစစ်စင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစက်တင်ဘာလ28ရက်နေ့မှာအပိသက်သိမ်းပိုက်ရရှိခဲ့တာလို့ဤနှင့်နီးစပ်တဲ့စီးရီးတရင်ရင်းမြစ်တွေကလည်းပြောပါရယ်အရခတက်တော်ဤနှင့်ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေဟာအန်းကနေဗရန်ဘက်ကိုသွားတဲ့ရခိုင်ယူမတောင်ပေါ်ကလင်းတဲစွန်တဲစတဲ့ခြေရွာတွေကိုထိမ့်ချုပ်ထားပြီးအခုကုတ်ကြီးခြေရွာကိုထမှန်ထိမ့်ချုပ်နိုင်ခဲ့တာလို့သိရပါရယ်ကုတ်ကြီးခြေရွာကာကင်းစကန်မှာစင်ရရရှိရှိပေမဲ့ အရခတက်တော့ EA နဲ့ပူးပေါင်းတက်တွေရဲ့ထိုးစစ်ကြောင့်စစ်သားတွေနေရီကန်လေးချောင်းရန်ကာကွယ်စခန်းကိုစုခွာထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်။လက်ရှိမှာအရခတက်တော့ EA နဲ့ပူးပေါင်းမဟာမိတ်တပ် PDF တွေနေရီကန်လေးချောင်းရန်ကာကွယ်စခန်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်နေရီကန်လေးချောင်းရန်ကာကွယ်စခန်းနဲ့စေမိုင်ကန်အကွာမှာရှိတဲ့ဗရန်တက်နယ်စုံကုန်းခြေဆိုင်အမြောက်စစ်စင်ကိုကဲမှုဌာနချုပ်မဆန်ခ905တရင်နဲ့အမတ်၄00ကိုအမြောက်တရင်တွေကအမ်ဗလန်လမ်းပိုင်းမှာစစ်ရင်အားဖြစ်တင်းနာတွေလုပ်နေလို့ ယ်လို့ဒေချောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေတာရင်းသတင်းတွေမှာဖော်ပြထားပါတယ်အမ်ဗရန်လန်ပိုင်းမှာရှိတဲ့နေရီကန်ပြူဟာဂုံကိုသာတိမ့်ပိုင်းနိုင်ရင်အမ်ဗရန်လန်ပိုင်းကိုတော်လန်ရေးတပ်တွေဘက်ကထိန်းချုပ်သွားနိုင်မှာဖြစ်တယ်လို့အကြမ်းဖက်စစ်တပ်ရဲ့ကာကွယ်ပစ်စည်းထုတ်လုပ်ရေးစက်ရုံတွေကိုချိန်ချောက်လာနိုင်မယ့်အနေအထားရှိတယ်လို့စီရင်လေးလာဆောင်ကြည့်နေသူတွေကသုံးသက်ပြောဆိုနေကြကြောင်းသိရပါဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လေးချောင်းရေချောင်းနဲ့လက်နက်ကြီးရဲ့အရေးပေါ်သတိပေးချက်အေအေထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာအထူးကိအကြဆုံးများစွာနဲ့စစ်ကောင်မရှင်တပ်ဟာတိုက်ပွဲမရှိတဲ့နေရာတွေကိုလေးချောင်းရေချောင်းနဲ့လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့်ပြည်သူတွေအနေနဲ့ပိုမိုသတိရှိကြဖို့အရခတက်တော်အေအေကအရေးပေါ်ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်အစပ်ကနေရာသုံးခုမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာစစ်ကောင်မရှင်တပ်ဟာအထိကဲအကြဆုံးများစွာနဲ့ရင်ဆိုင်နေရပြီးတပ်ပြက်ကဆုတ်ခွာထွက်ပြေးနေတယ်လို့ဆိုကြောင်းသိရပါဗျ ဒါအပြင်စစ်ကောင်မရှင်တပ်ရဲ့အတင်းအဓမ္မစုဆောင်းထံရတဲ့တပ်ဖွဲ့ဝင်တွေဟာလည်းတိုက်လို့ခိုက်လို့စိတ်မရှိဘဲနဲ့ရှေ့တန်းနောက်တန်းတွေမှာအခွင့်အရေးရရင်ရသလိုတပ်ပြေးပြီးဗက်ပြောင်းခိုးလုံတာနဲ့အလံဖြူထောင်တာတွေနေစဉ်ရှိနေတယ်လို့အေဘက်ကဆိုကြောင်းသိရှိရပါတယ်။လက်ရှိမှာမြေပြင်တိုက်ပွဲတွေမှာအကြအဆုံများစွာနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်မရှင်တပ်ဟာအရခတက်တော်ကအပြေဝထိန်းချုပ်ထားပြီးတိုက်ပွဲပြပွားခြင်းမရှိတဲ့မြို့ရွာတွေမှာရှိတဲ့စာတင်ကြောင်ဈေးဆေးရုံနဲ့ဖုန်ကြီးကြောင် ောင်းစားတာတွေဖြင့်လူစုလူဝေးရှိတဲ့နေရာတွေကိုလည်းနေညာမရွေးပြစ်ခတ်တိုက်ခတ်လျက်ရှိတယ်လို့အေအေကသတိပေးချက်ထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့လည်းစေကော်မရှင်တည့်ရဲ့လေချောင်းရေချောင်းနဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုတွေကိုရခိုင်ကထက်ပုံမှုသတိရှိကြဖို့နဲ့စည်ရေးသတိအမြင်ရှိကြဖို့အချိန်မရွေးရှိကြဖို့အေအေကတိုက်တွန်းထားကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်၏အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ရေးလှုပ်ရှားမှုဖြင့်ဗဟန်းမြို့မှရေစကန်ကိုလက်ပစ်ပုံဖြင့်ပြစ်ခတ်တိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဗဟန်းမြို့မှရေစကန်ကိုလက်ပစ်ပုံပြစ်သွင်းတိုက်ခိုက်ရာကင်းဆောင်နေသောရဲများထိခိုက်မှုရှိကြောင်း Operation Flame ဖွဲ့မှတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောဆိုပါရယ်စက်တင်ဘာ29ရက်ည10:00နာရီကျော်ကမှဗဟန်းမြို့နယ်ကမာအေးဖျားလမ်းမပေါ်ရှိဗဟန်းမြို့မှရေစကန်ကိုဒေါ်လန်ရေးရဲပေါ်များကလက်ပစ်ပုံနှလုံးပြစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရ တယ်ထိုတိုက်ခိုက်မှုတွင်ရဲစခန်းဝင်တွင်ရှိလုံခြုံရေးရဲကင်းအနီးကိုကြားရောက်ပောက်ခွဲခဲ့ခြင်းကြောင့်ဂိဝါမှာကင်းယူနေတဲ့ရဲများထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိကြောင်းသိရပါတယ် ထို့သူတိုက်ခိုက်ခြင်းသည်အကျန်းဖက်စစ်တဲအတုရောင်ရွှေကောက်ပွဲကိုပူပေါင်းပါဝင်လှုပ်ရှားနေပြီးပြည်သူများနှီးမျိုးစုံဖြင့်မတရားဖန်ဆီးနှိပ်စက်နေသောဗဟန်ရဲတပ်ဖွဲ့ဝင်များကို fire power အထူးစစ်ဆင်ရေးစစ်ရေးပြင်းမဲ့ဖြင့်လှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်အဆိုပါတိုက်ခိုက်မှုကို operation flame အဖွဲ့နှင့်တူအနောက်ပိုင်းခရိုင်ပြည်သူကာကွယ်ရေးအဖွဲ့နှင့်ကြီးမြင့်တိုင်းမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့နောက်တာမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်အကျန်းဖက်စစ်ကောင်စီကပြုလုပ်ဖော်ဆောင်မဲ့အတုရောင်ရွှေကောက်ပွဲကိုလုံးဝ လက်ခံသွားမှာမဟုတ်ပဲရန်ကုန်ဒေါ်လန်ရီမဟာမိတ်များအားလုံးနဲ့အတူလက်တွဲပြီးအကြမ်းဖက်စစ်တပ်ကိုအရှိန်မြင့်တိုက်ခိုက်ချိန်မုံသွားမှာဖြစ်ကြောင်းပြည်သူတွေအနေဖြင့်လည်းအထူးရောက်ရွေးကောက်ပွဲကိုစန့်ကျင်ကြရန် Operation Flame အဖွဲ့မှတင်းနဲ့ပြန်ကြားရေးတာဝန်ခံကဆက်လက်ပြောဆိုကြောင်းသိရှိရပါသည်။